နိုင်ငံတကာခေါင်းဆောင်တွေထဲမှာဗလာဒီမာပူတင်ရဲ့အရင်နှီးဆုံးကဘယ်သူတွေဖြစ်မလဲ။ဒါကတသက်မှတ်တဲ့ဖြစ်ချင်မှဖြစ်နိုင်ပါတယ်။လက်ရှိချိန်ထိတော့ခေါင်းဆောင်၃ဦးရှိတယ်လို့ပဲပြောလို့ရပါတယ်။သူတို့၃ဦးနဲ့သမရပူတင်တို့ကြားကဆက်ဆံရေးအမျိုးအစားကမတူညီပါဘူး။ကဲစာပြောရအောင်။တရုတ်သမ္မတရှီကျင်းပင် သူကပူတင်ရဲ့အရေးပါဆုံးမဟာဗျူဟာမိတ်ဖက်ဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကနိုင်ငံရေးအရာရော စီးပွားရေးအရာနဲ့ပထဝီဝင်နိုင်ငံရေးအရာပါအလွန်နဲ့ဆိုင်တဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်။တရုတ်နိုင်ငံဟာယူကရိန်းစစ်ပွဲကြောင့်အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေအောက်မှာရုရှားရဲ့စီးပွားရေးအသက်သွေးကြော ဖြစ်နေပါတယ်။ကောင်းဆောင်နှစ်ဦးစလုံးဟာအမေရိကန်ရဲ့ဥစားမှုကိုစန့်ကျင်ပြီးအာနာရှင်ဆန်တဲ့စနစ်ကိုပိုလိုလားကြတာပါ သူတို့ဟာအစည်းအဝေးပေါင်း40ကျော်တွေ့ဆုံခဲ့ပြီးဖြစ်သလိုမဟာမိတ်တွေထက်ပိုမိုကောင်းတယ်ဆိုပြီးသူတို့ကြားကဆက်ဆံရေးကို အမွန်တင်ပြောလို့ရှိပါတယ်ဘီလာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုလူကာရှန်ကိုကတော့ရုရှားရဲ့အနီးကပ်ဆုံးစစ်ဖက်နဲ့နိုင်ငံရေးမဟာမိတ်ဖြစ်ပါတယ် ဘီလာရုစ်ဟာရုရှားရဲ့စီးရေနိုင်ငံရေးနဲ့စီးပွားရေးအပေါ်အကြီးအကျယ်မြှင့်ခိုနေရတဲ့မဟာမိတ်နိုင်ငံဖြစ်ပြီးသူတို့နှစ်နိုင်ငံပေါင်းပြီးပြည်ထောင်စုနိုင်ငံတော်ဖွဲ့စည်းဖို့ကြိုးစားနေပါတယ်။ယူကရိန်းကျူးကျော်မှုမှာဘီလာရုစ်မျိုးကိုအုံပြုခွင့်ပေးခဲ့တာစီးရေအရာအလွန်နီးကတဲ့ပူပေါင်းဆောင်ရွက်မှုတွေကြောင့်အလက်ဆန်းနားလူကရှန်ကိုဟာခူတင်ရဲ့အယုံကြည်အားဆုံးလက်အောက်ခံမဟာမိတ်တအုပ်လို့သတ်မှတ်နိုင်ပါတယ်။ ်ကြီးချုပ်ဗစ်ကတာအော်ဘန်သူကတော့ဥရောပတမကအီယူမှာပူတင်ရဲ့အရင်နှီးဆုံးမဟာမိတ်လို့သတ်မှတ်နိုင်ပါတယ်ဥရောပမှာရုရှားရဲ့အကျိုးစီးပွားကိုကာကွယ်ပေးတဲ့သူ EU ကရုရှားအပေါ် Facebook အရေးယူမှုတွေကိုစန့်ကျင်ဝေဖန်သူအဖြစ်အလုံးကသိကြပါဗျ။နိုင်ငံရေးအမြင်တွေတူညီတာအနောက်နိုင်ငံတွေကိုကန်လန်တိုင်းစန့်ကျင်ဘက်လိုက်လို့မှုတွေကြောင့် EU ထဲမှာဆိုရင်ရုရှားအတွက် ကြီးမားတဲ့ဩဇာလွှမ်းမိုးမှုရှိသူဖြစ်ပါဗျ။ ဒါဆိုဗလာဒီမာပူတင်ရဲ့အကြီးဆုံးရန်သူတွေကရောစဉ်းစားကြည့်ရင် အုပ်စုနှစ်စုခွဲကြည့်လို့ရပါတယ်။ပထမတစ်စုကပြည်ပနိုင်ငံတွေပါ။အမေရိကန်ပြည်ထောင်စုကိုရုရှားနဲ့ပူတင်အစိုးရရဲ့အကြီးမားဆုံးပထဝီဝင် နိုင်ငံရေးရန်သူအဖြစ်သတ်မှတ်လို့ရပါတယ်။ယူကရိန်းစစ်ပွဲကြောင့်အမေရိကန်ဥဆောင်တဲ့အနောက်နိုင်ငံတွေကရုရှားပေါ်မှာ စီးပွားရေးပိတ်ဆို့မှုဆန့်ရှင်တွေ အများအပြားချမှတ်လာတာ။ နေတူအဖွဲ့ချဲ့ထွင်တာနဲ့ကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်လွှမ်းမိုးဖို့တိုင်ဆိုင်မှုတွေကြောင့်ဖြစ်ပါတယ်။ပူတင်ရဲ့ရန်သူလို့ပြောနိုင်တဲ့နောက်တစ်စုကရုရှားပြည်တွင်းအတိုက်ခံတွေပါ။ဒီနေရာမှာပူတင်အစိုးရကိုပြည်တွင်းမှာအကြီးမားဆုံးစိန်ခေါ်ခဲ့သူတွေတဲကဒိဋ္ဌိကျဲတချို့ကိုပဲပြောပြပါမယ်။အလက်စီနာဗီနီ ်ပူတင်အစိုးရရဲ့အကြီးမားဆုံးပြည်တွင်းအတိုက်ခံခေါင်းဆောင်ဖြစ်ပြီးအချင်းပြချာစာမှုတိုက်ဖျက်ရေးလှုပ်ရှားမှုတွေကြောင့်သူ့ကိုလူသိများပါတယ်။သူဟာအစိမ့်သင်ခံရမှုကနေအသက်ရှင်ခဲ့ပြီးပြီးပါကနေဆေးကုပြီးပြန်လာခဲ့ပေမဲ့နောက်ဆုံးမှာတော့2024ခုနှစ်ဖေဖော်ဝါရီမှာအချင်းနောင်ထဲမှာပဲကွယ်လွန်ခဲ့ပါတယ်။သူ့ကိုပူတင်ရဲ့အပြင်းထန်ဆုံးပုတ်ကိုရရန်သူလို့အများစုကသတ်မှတ်ကြပါတယ်။ နခါရဲခိုဒေါ်ခော့စကီတချင်ကရုရှားရဲ့အချမ်းသာဆုံးရေနံတထေကြီးဖြစ်ပြီးနောက်ပိုင်းမှာတော့ပူတင်ရဲ့နိုင်ငံရေးပြိုင်ဘက်ဖြစ်လာသူပါသူဟာထောင်ချပြီးနောက်မှာရုရှားကနေတိုက်ထုတ်ခံခဲ့ရပါတယ်လက်ရှိမှာတော့ပြည်ပရောက်ရုရှားအတိုက်ခံလှုပ်ရှားမှုတွေကိုငွေကြေးထောက်ပံ့ပေးပြီးပူတင်အစိုးရကိုဆက်ပြီးအာခံနေပါတယ်ရှက်ကနီပရီကိုရှင်း သူကတော့နိုင်ငံရေးသမားမဟုတ်ဘဲဝါကနာလို့ခေါ်တဲ့ကျေးစာလက်နက်ကိုင်အဖွဲ့ကိုဦးဆောင်ခဲ့သူပါ2023ခုနှစ်မှာပူတင်အစိုးရကို ပုံကန်ခဲ့လို့ပူတင်ရဲ့အာဏာကိုအကြီးမားဆုံးစိန်ခေါ်ခဲ့သူဖြစ်ပါတယ်သူဟာလေရင်ပြတ်ကျလို့ထိဆုံးခဲ့ပေမဲ့နိုင်ငံတကာအသိုင်းအဝိုင်းကတော့လောက်ချံတက်ဖြတ်မှုလို့မြင်နေကြပါတယ်လေရင်ပြတ်ချမှုဟာသူလက်နက်ကိုင်ပုံကန်မှုလုပ်ပြီး2လအကြာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်